没喇叭。 ော့ preview channel ကနေပြန်လည်ပြီးတော့အကျိုးဆိုပါတယ်ဒီနေ့ကတော့အင်္ဂါနေ့ပေါ့နော်ဒီနေ့ညမှာတော့ကစားမဲ့ထိတ်တဲနေ့ပွဲစဉ်ကမရှိဘူးပြီးတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်လည်း clothing ပွဲစဉ်နေနားတယ်ပေါ့နော်အဲ့တော့ဒီနေ့ကနေစပြီးတော့နောက်ထပ်ဒီ league ပြိုင်ပွဲတွေမစားတင်ခင်အချိန်အထိဆိုလို့ရှိရင်ကျွန်တော်ဒီတနေ့သားရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲကိုဒီနေ့တိုင်းရွေးထုတ်ပြီးတော့တုံ့တက်ပြီးမှာပေါ့နော်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်လည်း England Nation League ပွဲစဉ်တစ်ပွဲကိုဒီနေ့မှာတုံ့တက်ဖို့ရွေးချယ်ပြီးတာပေါ့နော်အဲ့တော့တခြားသော legend ပွဲစဉ်တွေရဲ့တုံ့တက်ချက်တွေတစ်တည်းပြီးတော့တခြားမောင်တွေဒါဒီကုန်လုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာပုံမှန်တင်ပေးရပါတော့အဲ့တော့ Viber channel channel link ရဲ့ go telegram channel link ကိုဒီ video အောက်ကကုန်းမှာမှာ pin comment နေနဲ့ထောက်ပြတာမနော်မ join နေတဲ့သူတွေရှိလို့ရှင် join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်အသုံးသက် ေးဖို့ရွေးချယ်ထားတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည9:35မှာကစားမယ့် England Nation League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Forest Green Rover နဲ့တန်းဝူတို့ရဲ့ပွဲစဉ်ပါနော်အဲ့တော့ဒီပွဲစဉ်လက်ရှိပေါ့ချေကိုကျွန်တော်ပြန်ကြည့်အင်ရှင်ဖြစ်တဲ့ Forest Green Rover အသင်းကတကူးသွင်း9ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း45ပြားရမယ်ပေါ့အဲ့တော့ဒီပွဲစဉ်နေရာကျတော့ဒါ England Nation League ကပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒီ Nation League ရဲ့အထက်မှာဆိုလို့ရှိရင်တော့ England League 2ရှိမယ် League 1ရှိမယ်ပေါ့နော်2ရဲ့ဒီအောက်မှာဆိုလို့ရှိရင်တော့နောက်ထပ် Nation League ဒီ Not Division ရှိမှာပေါ့နော်အဲ့တော့ပြောလို့ဆိုလို့ရှိရင်ဒီပွဲစဉ်ကဒီ Forest Grand Rover နဲ့တန်ဝူရယ်ပွဲတင်အဲ့တော့ဒီဒီတန်ဝူပေါ့နော်တစ်ဖက်ကအဝေးဝင်းအတင်းဖြစ်တဲ့တန်ဝူအတင်းကိုကျွန်တော်ပြချင်သူတို့ကဒီပြီးခဲ့တဲ့စနေနေ့မှာဆိုလို့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ရှုံးခဲ့တယ်ပေါ့နော်ပြီးတော့လက်ရှိအချိန်မှာဆိုလို့ရှိရင်သူတို့ကနောက်ဆုံး၃ပွဲစရိုက်မှာ၃ပွဲလုံးရှုံးထားခဲ့တဲ့အတင်းဖြစ်တယ်ဒါပေမဲ့လို့သူတို့ရှုံးခဲ့တဲ့အဲ့ဒီ၃ပွဲလုံးကိုကျွန်တော်ပြချင်သူတို့ရဲ့အိမ်ဝင်းမှာပဲရှုံးခဲ့တာဖြစ်တယ်ပေါ့နော်အဝေးဝင်းမှာဆိုလို့ရှိရင်တော့တန်ဝူကဒီပုံစံကောင်းတချို့ရထားတာကိုတွေ့ရလိမ့်မယ်အဲ့တော့ဒီနေ့သူတို့ ရှင်ဆိုင်မှာတစ်ဖက်က forward green rover အတင်းကိုကျွန်တော်ပြချင်းသူတို့ကအိမ်ဝင်းမှာဆိုလို့ရှိရင်နောက်ဆုံး၄ဝဲမှာနိုင်ဝဲအနေနဲ့တဝဲပဲရတာခင်ဗျာကိုတွေ့ရလိမ့်မယ်ဘောနော်ပြီးတော့သူတို့အတင်းက the nation league ရဲ့အိမ်ကွင်းယာတိဆပွဲစဉ်တွေမှာဆိုလို့ရှိရင် charity တောက်လျှောက်ကောင်းခဲ့ပေမဲ့နောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း၄ပွဲမှာဆိုလို့ရှိရင်တပွဲရှုံးနဲ့နှစ်ပွဲတည်ကြတယ်သူတို့ဒီတပွဲပဲနိုင်ခဲ့တယ်ဗောနပြီးတော့အိမ်နိုင်ခဲ့တဲ့ပွဲစဉ်ကလည်း2-1နဲ့သူတို့တကိုးกว่าနေပဲအနိုင်ရခဲ့တာဖြစ်တယ်ဗောနအဲ့တော့ဒီနေ့သူတို့တွေ့ရမယ့်တစ်ဖက်ကအဝေးဝန်းအသင်းကျွန်တော်ပြန်ကြည့်လို့ရှိရင်တန်ဝုကအိမ်ကွင်းမှာဆိုလို့ရှိရင်လုံးဝရလည်းမကောင်းဘူးဆိုပေမဲ့လို့အဝေးကွင်းမှာဆိုလို့ရှိရင်တစ်ဖက်ကတန်ဝုကတော်တော်လေးကိုရလည်းကောင်းတယ်ဗောနနောက်ဆုံးကစားခဲ့တဲ့ဆက်နှစ်ပွဲမှာဆိုလို့ရှိရင်သူတို့က ဒီအဝေးကွင်းနောက်ဆုံးဒီဆက်နပွဲမှာဆိုလို့ရှိရင်ရှာမတ်အနေနဲ့ဆိုလို့ရှိရင်ဆယ်မတ်တီးတီးတောင်မှသူတို့စူးစောင်းထားနိုင်ရအောင်တွေးရလိမ့်မယ်ပေါ့နော်ပြီးတော့သူတို့အသင်းကကြတော့လေအဲ့လိရှိအိမ်ကွင်းမှာဆိုလို့ချင်းတောင်ဘူးကလုံးဝပုံစံကောင်းမရှိဘူး။ဒါပေမဲ့လို့အဝေးကွင်းမှာဆိုလို့ချင်းသူတို့ကရမတ်တွေယူတတ်တာကိုတွေ့ရလိမ့်မယ်ပေါ့နော်။ပြီးတော့ဒီ Forest Green Rover အသင်းကိုယ်တိုင်ကကြတော့လေ သူတို့ကစားခဲ့တဲ့အိမ်ဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်လက်ရှိမှာရှားမတ်အပြည့်ရဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးကိုရုန်းကန်နေရတဲ့အသင်းတစ်တင်နေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲကတော့အဝေးကွင်းအသင်းဖြစ်တဲ့တန်းဝုအသင်းပိုကြိုက်တယ်ပေါ့နော်ဒီတကိုးသွင်းအားပြားရှုံးမဲ့ Forest Green Rover အသင်းထက်ဆိုင်တစ်ဖက်ကတန်းဝုဒီပွဲမှာအနည်းဆုံးတော့ဒီတိတ်ဤတမတ်လောက်တော့ခွဲယူနိုင်မယ်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်တော့အဝေးကွင်းအသင်းဖြစ်တဲ့တန်းဝုကိုပဲရွေးချယ်ပေးခြင်းနဲ့ပေါ့